အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ season ကနေပြီးပြန်လည်ပြီးကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့ဒီနေ့ဖြစ်ပါစေဒီညကနေပြီးစုမုံကောင်းတောင်းပေးလိုက်ပါတယ်အဲလက်ရှိမှာဒါဒီနေ့မှာဒါမြန်မာစံတော်ချိန်ဒါကျွန်တော်9နာရီခွဲမှာတော့ Ipswich Town နဲ့ Arsenal ရဲ့ပွဲကြိုတုံတော့ပွဲစဉ်ရှိပါတယ်ဒီနေ့ဒါကျွန်တော်မြန်မာစံတော်ချိန်9နာရီခွဲမှာထားထုံးကတိုင်း Premier League ရဲ့ထုံးစံလို့တော့ပြောလို့ရတယ် Premier League ပွဲ၃ပွဲရှိပါတယ် Ipswich Town နဲ့ Arsenal ပြီးရင်ဒါကျွန်တော်တို့ Manchester United နဲ့ဒါကျွန်တော်တို့ဘယ်နဲ့လဲ Manchester United နဲ့ Wolves နဲ့ Fulham နဲ့ဒါကျွန်တော်တို့ Chelsea နဲ့ပွဲစဉ်ရှိပါတယ်။ဒါကျွန်တော်တို့လက်ရှိမှာတော့ Ipswich Town နဲ့ Arsenal ရဲ့ပထမဦးဆုံးဒါကျွန်တော်တို့ပွဲစဉ်ကြောင့်လုပ်မှာဖြစ်ပါတယ်။ဘာလို့အဲ့တော့ Ipswich Town အနေနဲ့လက်ရှိမှာဒါကျွန်တော်တို့ဒီနေ့ပွဲစဉ်ကိုရှုံးခဲ့မယ်ဆိုရင်တော့ Ipswich Town ကသူတို့အနေနဲ့တန်ဆင်ရဖို့တော့တရားခိုင်နှုန်းတေချာသွားမှာဖြစ်တယ်။တစ်ဖက်ကဒါရီရတာတစ်ချက်ကလည်းဒါကျွန်တော်တို့ Wolves အသင်းကလည်းဒါ Ipswich Town လိုပဲဒါအသင်းကြီးနဲ့စတိုက်တွေ့နေခဲ့ပြီးတော့သူတို့နှစ်ယောက်ကဒါကျွန်တော်တို့ Ipswich Town ကတန်ဆင်ရမယ်တန်ဆင်ရမယ်တန်ဆင်မလို့လူတန်ဆင်မလို့လူနဲ့တိုင်ပတ်နေကြတာဖြစ်ခဲ့ပြီးအခုလက်ရှိ ှိမှာတော့ဒါကျွန်တော် Ipswich Town အနေနဲ့ဒါကျွန်တော် Arsenal အသင်းနဲ့ဒါကျွန်တော်တွေ့ရမယ့်သဘောမှာရှိတယ် Ipswich Town နဲ့တို့အနေနဲ့အာအိမ်ခွင့်မှာတော့ Arsenal အသင်းနဲ့တွေ့ရမယ်အဲ့တော့ EM McKenna အနေနဲ့ဒါကျွန်တော်တန်းစင်းမဲ့အသင်းသင်းကိုမစင်းအောင်ဒါဆွတ်ဆက်ပြီးတော့ဒါကျွန်တော်အသက်ရှင်အောင်အသက်ဆွဲဆန့်နေလို့ပါပဲတဖက်က Arsenal အသင်းကလက်ရှိမှာ Real Madrid ကိုအိမ်ခွင့်ကအဝေးခွင့်ကိုဒါ9ဂိုး2ဂိုးဆိုတဲ့ရလ9ဂိုး2ဂိုးဆိုတဲ့ရလနဲ့ဂိုးပြတ်နိုင်တဲ့အသင်းသင်းဖြစ်ပြီးတော့ Ipswich Town ကလက်ရှိမှာတိုင်ဖက်တယ်ပေါ့နော်အဲ့တော့ အစ်စွစ်တောင်အနေနဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့လက်ရှိမှာ scenario တခုရှိပါတယ်။အစ်စွစ်တောင်ကအာစနိုအသင်းကိုနိုင်ပြီး Liverpool က Leicester ကိုနိုင်ခဲ့တယ်ဆိုရင်တော့ Liverpool ကဒီနေ့မှရင်ဖလားရဖို့အတွက်တည်ကြသွားနိုင်မယ့်အခွင့်အရေးတခုရှိပါတယ်။အဲ့တော့အာစနိုအသင်းနဲ့လက်ရှိဒါနောက်ဆုံးသတင်းတွေအရနောက်ဆုံးသိရတဲ့အခြေအနေတွေကအာစနိုအသင်းကတော့ဒါကျွန်တော်အစ်စွစ်တောင်ကိုတော့ဒါကျွန်တော်နိုင်အောင်ကန်သွားပြီးဒါကျွန်တော် Liverpool အသင်းရဲ့ဖလားရရေးကိုဒါကျွန်တော်တပတ်လောက်နောက်ဆုတ်ဖို့တော့သူတို့အတက်တိုင်ဆုံးကြိုးစားသွားမလို့မြင်တယ်။ဒါပေမဲ့တည်ကြတာတခုကတော့ဒီနေ့ပွဲစဉ်မှာအာစနိုအသင်းနဲ့လူငယ်တွေနဲ့ကြီးပွဲထုတ်သွားမှာဖြစ်ပြီးအရန်တွေနဲ့ကြီးပွဲ ပွက်ထုတ်သွားဘူးတော့မြင်ရပါဘာလို့လဲရှိမှာအာဆုံသိနေတာ PSG နဲ့ပွဲစဉ်မတိုင်ခင်လုံးဝသူတို့ရဲ့အဓိကလူတချို့ကိုအနာပေးသွားမှာဖြစ်ပြီးတော့သူတို့အနေနဲ့ဒါကျွန်တော်ကစားသမားသူ့ရဲ့အဓိကကစားသမားတချို့ကိုတော့အာဆုံသိနေလုံးဝကိုတော့ကျွန်တော်အထိမခံသွားမယ့်အနေထားကိုတော့မှဖြစ်ပါတယ်ဒါပေမဲ့တစ်ချက်ကလည်းနောက်မှနောက်တန်းမှာဒါအာဆုံသိနေတာကျွန်တော်မတုံးရမနေနိုင်ကစားသမားတယောက်ကတော့ဆလီဘာဖြစ်ပြီးကျန်တဲ့ကစားသမားတွေအကုန်လုံးဒါကျွန်တော်တို့ဒီလိုပုံစံမျက်သွားဖို့ရှိပါတယ်သိပြီးတော့ဒါပြောင်းလဲလဲရှိမှာမဟုတ်ဒါပေမဲ့လက်ရှိမှာအာဒိတာရဲ့ဒါကျွန်တော်ကစားကွက်တက်တယ်မြင်ရမယ်ဇင်ကြီးကိုဒါကျွန်တော်ကွင်းလေအထိတက်ပြီးတုံးတဲ့အကွက်တကူလည်းဒီနေ့ပေါ်စမှာဆ က်လက်ပြီးမြင်အောင်မယ်လို့ညင်းနေအဒီနေ့ပေါ်သမတာကျွန်တော် EM Mackena အကြောင်းပြောအောင် EM Mackena ခုနောက်ပိုင်းမှာတော့ဒါကျွန်တော်တို့လက်ရှိဒါတန်တက်လာတဲ့ဒါကျွန်တော်တို့ဘောစီအသင်းနဲ့တန်တက်လာတဲ့ကျွန်တော်တို့ဒါအသင်းတွေကိုတိတိချာချာပြန်ကြည့်မယ်ဆိုရင်ကျွန်တော်ကတော့ personally ရသိပ်ပြီးတော့သဘောကျတဲ့အနေထားမှာတော့မရှိဘူး။ဘာကြောင့်လဲ သူတို့တွေနဲ့ဒါကြောင့်တန်းကြံရစ်ဖို့တက်ဆိုတာတဲ့သူတို့အသင်ကစားကွက်လှဖို့ကိုအဓိကဦးတည်ပြီးသွားတယ်ကျွန်တော်နေတဲ့အခုလက်ချက်မှာဒါဟာမလုတ်သင့်ဘူးပြောလို့မဟုတ်ဘူးဒါပေမဲ့အသင်းနေနေနေနဲ့ကိုယ့်အခြေအနေကိုကိုယ်သိတယ်ပြောချင်တာဒါပဲလက်ရှိမှာဒါအရင်တော့ဒါ brand football တန်းတက်လာအရင်ဆုံးတန်းတက်ကြံရစ်ဖို့အတွက်အကြီးစားလုပ်ရတာဖြစ်တယ်တန်းတက်ကြံရစ်ပြီးနှစ်နှစ်လောက်မှပတ်စံစုစုပြီးရင်ဒါကစားသမားလေးတွေဖြည်းဖြည်းချင်းပြန်ဖြည့်ဖြည့်ပြီးဒါခုနပေါ့အလေလက်တန်းနေထားပြန်သွားပြီးရင်တော့ဥရောပဝင်ငွေကိုမှန်ဒါမျိုးကို brighton လုတ်ခဲ့တာဖြစ်တယ် AFC ဘုံဘွားလုတ်နေတယ်အခုလက်ရှိမှာ brand football အုပ်စုလုတ်နေတယ်ဖူဟန်ကြိုးစားနေတယ် ဒါတွေကိုကြည့်မယ် Northern Forest အခုလက်ရှိမှာဒါလုံနေတာအကောင့်ထဲပို့ဘူးတဲ့တေချာတော့နေနေရှိပြောချင်တာဒီလိုမျိုးပုံစံပြအဲ့တော့အခုနောက်ပိုင်းဒါမနစ်ကတန်းတက်လာတဲ့အတင်းကိုဒီနှစ်ကတန်းတက်လာတဲ့အတင်းတွေကိုသူတို့ကိုသူတို့ဒါကျွန်တော်ဟာငါတို့ကကစားကွက်လာဘူးရေးကြည့်တယ် Let's give people what they want တခါကြရင်ပြောသိလားကျွန်တော်ပြောတာဟိုကျွန်တော်လည်းအရန်ကြီးကစားကွက်လာတာတွေကိုကျွန်တော်လည်းအရန်ကြီးဟိုချစ်ချူပါတယ်ဒါပေမဲ့ပြဿနာနေရာတိုင်းကစားကွက်လာနေလို့မရအောင် တခါကျရင် you have to get things done ဘောနော်တခါကျရင်ခုနကပြောဆိုခင်ဗျာအလုပ်ပြီးအောင်လုပ်အောင်မယ်တခါကျရင်ကျွန်တော် Mourinho ရဲ့ကစားကွက်တွေမညာဒါပေမဲ့ Mourinho ကြိုက်တဲ့အချက်ကသူ့အနေနဲ့သူ့ဒီစုဖလားတွေအောင်မြင်မှုရတယ်အောင်မြင်မှုရအောင်ယူနေသူ့နေကစားကွက်လှခြင်းမှလှမယ်ဒါမျိုးတွေခင်ဗျာမြင်ရတယ်တခါကျရင်ဟိုတန်းစင်းစုံကသင်တွေကသူတို့ကိုသူတို့နားမလည်ဘူး Okay ငါတို့ကတစ်နှစ်လောက်ပြန်အဲ့တော့ခုလက်ရှိမှာ example ပြောအောင်လူတန်းနောက်ဆုံးခုလက်ရှိတန်းပြန်ဆင်းသွားပြီးတော့အဲ့တန်းစင်းနဲ့ Championship ကနေတော့တန်းပြန်ဆင်းဖို့အတွက်လက်ရှိမှာအရေးပေါ် တော့မယ်အခြေအနေမကောင်းတော့တဲ့အနေထားမှာရှိရပြောချင်တာအများကြီးလားအခုလိုအခြေအနေမျိုးမှာ Ipswich Town နဲ့ Arsenal နဲ့တွေ့တဲ့အခြေအနေမျိုးမှာဒါ Arsenal အသင်းဘက်ကနေပြီးတော့ဒါ ချိန်ပါပဲအာအစ်ဆွေကိုချိန်ပါပဲ position ပြီးစရာဘာတွေကချိန်ပါတော့ဒီနေ့ပုံစံမှာဒါအစ်ဆွေကြောင့်လည်းဖွင့်ဆော်မယ်ဆိုတော့လောက်တော့မလောက်ဘူးလို့မြင်တယ်တစ်ဖက်ကတော့ဒါခုနကအာစတော်တင်းတဲ့ခုလက်ရှိမှာ motivation ရောအပြည့်ဝတာကျွန်တော်တို့အဖက်ဘက်ကနေအကောင်းဆုံးချိန်နေရမယ်အဲ့တော့လက်ရှိကြားတဲ့သတင်းတွေညာဆိုအာစနယ်လန်လူစင်ကဒီတိုင်းပဲဆက်သွားအောင် Gabriel Calafiori Tomiyasu Jorginho Gabriel Jesus Kai Havertz ဒီကစားသမားဆက်လက်ပြီးတော့ Okay အဲ့တော့ ။ဒါပေမဲ့ Ian McKenna ရဲ့ကစားသမားတွေလည်းဒါ Jordan ရောက်ဆက်လက်ပြီးလွှဲချုံမယ်။သူတို့ရဲ့အဓိကကစားသမားတွေဖြစ်တဲ့ Hutchinson, Sportic ဒါကျွန်တော် Kevin Phillips, Ogbin ကျွန်တော်တို့ဒါဒီကစားသမားတွေဆက်လက်ပြီးလွှဲချုံပေါ့။အဲ့တော့အရင်ဒါအရင်တော့ကဒါကျွန်တော်တို့ Southampton နဲ့ကိုသမားဖြစ်တဲ့ဒါ Aaron Ramsey ကသူနဲ့ပေါင်းတဲ့ club တွေဆိုတန်းဆင်းရတာဒါများတယ်။အခုလက်ရှိမှာ Kevin Phillips ကဒီလိုဖြစ်လာခဲ့ပြီ။ Kevin Phillips ကဒါမနစ်က Leeds United ကိုဒါငါကလည်းပုံဘူးပဲမနစ်ကမနစ်ကမဟုတ်တနစ်က လီယူနိုက်တက်ကတန်းဆင်းလို့ဖြစ်ခဲ့သူတန်းဆင်းသွားခဲ့တယ်လက်ရှိမှာဒါကျွန်တော်တို့ကေဗင်ဖီလစ်နေတာမနစ်ကမနစ်ကသူဝက်ဆမ်နဲ့ထင်တယ်ဝက်ဆမ်နဲ့မှာသူအခြေအနေမကောင်းခဲ့တော့ဒါလက်ရှိမှာဒါကေဗင်ဖီလစ်လို့ဒါရမ်စီပေါက်စားဖြစ်လာခဲ့တယ်ပေါ့နော်အဲ့တော့ လက်ရှိမှာနည်းနည်းပုံစံမှာအာဒိတာအနေနဲ့ဒါကစားကွက်ဆန်းတာတွေတွေ့ရမယ်ဒါလက်ရှိမှာတေချာတကွာတော့အာဒိတာဒီဖူးမင်းကလေးကြီးလုံးဝ give up လုပ်ချလိုက်ပါပြီတေချာပါတယ်အဲ့တော့ဘာလို့ဒီပွဲမနိုင်လဲလာမဲ့ပွဲမှာဒါလစ်ဗာပူးတင်းနေတဲ့တိုင်းသားနဲ့ကျွန်တော်ဖလားယူဖို့အတွက်အတီးအဲ့တော့လစ်ဗာပူးဖလားရမရကတော့ကျွန်တော်တို့အချိန်ကိုဆွတ်ဆန်ထားရလောက်ပဲရှိတာဖလားရဖို့အတွက်ကတေချာတော့နင်းနေဖြစ်သွားပြီပေါ့နော်အဲ့တော့ပြောချင်တဲ့အဖြေကရှင်းရှင်းလေးဒီလိုမျိုးအခြေအနေတစ်ခုဖြစ်သွားခဲ့ပြီအဲ့တော့ အာစနိုအသင်းနဲ့ဒီနေ့ပွဲစံမှာဒါကျွန်တော်လူငယ်တွေဒါကျွန်တော်ကစားသမားတချို့ဒါလုံးဝအောင်တက်တစ်ဆမ်မဲ့ပုံစံမျိုးကျွန်တော်မြင်ရမယ်။တရေပဲရလဲရနိုင်တာဖြစ်ရှုံးနေတာဖြစ်ဖြစ်အာတိတနေတာအေးစစ်စစ်ပွဲထုတ်သွားဖို့မြင်တယ်။ဒါပရီးမီးယားလိဂ်ကိုလုံးဝဒါကျွန်တော်တို့ဟိုအေးစစ်အလျှော့ပဲ။ဒါပေမဲ့ပြဿနာကအာစနိုအသင်းကဒီနေ့ပွဲစံမှာလုံးဆွတ်ဆက်ပြီးအလျှော့ပြီးလို့မရဘူး။ဘာလို့လဲဆိုတော့အစစ်နှစ်ကအသင်းနဲ့အစင်သုံးကအသင်းတွေကဒါကျွန်တော်တဖြည်းဖြည်းနဲ့အမှတ်ကတ်လာခဲ့ပြီလို့ပြောလို့ရမယ်အနေထားမှာရှိတယ်။ဒါမှလည်းပြောလို့မနေ့ကလည်းညူကာဆယ်ရှုံးသွားလို့မနေ့ကသာညူကာဆယ်ယူနိုက်တက်အသင်းနိုင်ခဲ့မယ်ဆိုအာစနိုအသင်းနဲ့တိုးတက်အမှတ်ကတ် တ်မှတ်ပဲကွာမဲ့နေထားမှရောက်ပါမှာအဲ့တော့ပြောချင်တာအာဆိုသင်းနဲ့ဆွတ်ဆက်ပြီးတာကျွန်တော်ရှော့ပြီးလို့မရတော့တော်ကြနေနိုင်အစစ်နှစ်3အစစ်နှစ်ကနေအစစ်3 4တောင်ဆင်းပြီးနေရမှာကွက်တွေဖြစ်သွားနိုင်တယ်အပြောချင်တာအာဆိုသင်းနဲ့လက်ရှိမှာ iSwitch တောင်လို့အသင်းမျိုးကတော့9အောင်ကန်တဲ့နယ်လူမြင်နေ9အောင်ကန်ပြီးလက်ရှိမှာရသမျှအမှတ်တွေကိုယူထားတဲ့နယ်လူမြင်နေတော့ပြောချင်တာတော့အစစ်နှစ်ကနေပြီးတော့ဆက်လက်ပြီးအာဆနိုနဲ့လုံးဝမဆင်းသင့်တော့ဘူးလို့တော့ကျွန်တော်အနေနဲ့မြင်နေအာဆိုသင်းနဲ့ဒီအစစ်နှစ်ကလည်းမဆင်းဘူးလို့ကျွန်တော်အနေနဲ့မြင်နေအဲ့တော့ဒီနေ့ပွဲစမှာဒါကျွန်တော်လူငယ်လေးတွေဖြစ်တဲ့ Ethan Wanrey တို့လို့ဒါကျွန်တော်ခြေစွမ်းပြမှုတွေမြင်ရမယ်ထော်ဆက်ကို left wing မှာပြန်မြင်ရမယ်အဲ့တော့ ဒါအားလုံးအသိပါဘုံတော့လက်ရှိဒါကျွန်တော်လူငယ်တွေထဲမှာမှာ center four ဆော့တဲ့ကစားသမားများမရှိဘူးလားကျွန်တော်ဟေးရမှာဒါကျွန်တော် center four ကစားသမားတွေများရှိရင်ဒီလိုမျိုးပွဲစဉ်တွေမှာကျွန်တော်ထုတ်သုံးစေချင်တယ် merino ဝင်တာကျွန်တော်ခုနကမသုံးစေချင် merino ဝင်တာကျွန်တော် center four ပြောပြလို့မြင်ပြဒီနေ့အကောင်းဆုံးခေါ်ယူမှုတွေတဲ့ကတစ်ခုဖြစ်လာနိုင်တာက merino ဖြစ်လာနိုင်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ် မရီနိုရဲ့ဒီနေ့မှာဒါကျွန်တော်တို့အသင်းက DM တယောက်နေနဲ့ခေါ်ထားခဲ့မယ်လက်ရှိမှာ DM ကအဲ့လောက်အလူမရှိပါနဲ့စန်တာဖောနေရာမှာအခုလက်ရှိမှာမရီနိုဂိုးတင်တာဘယ်နှဂိုးမှန်ရှေ့ကိုကိုကိုရှိပြီတဲ့နဲ့ဂိုးပန်ဒီမှုနဲ့ပေါင်းရင်တော့ဒါဂိုး GA အားလုံးမော်30လောက်ဒီဒီသွားပြီလောက်မြင်တယ်မရီနိုအနေနဲ့အခုလက်ရှိမှာစန်တာဖောမှာဒါကျွန်တော်တို့ဂျိုဇီလူပုံစံမျိုးကြီးသူ့သူ့ကိုကြည့်တယ်သူကစားပေါက်ကလာကျွန်တော်လက်ရှိဒါရီယယ်မော်ဒယ်မှာဒါတစ်နှစ်ကစားသွားတဲ့ဂျိုဇီလူပုံစံမျိုးနဲ့ကတ်ဆစ်စင်ပဲထောက်တော်မောမောဒါကျွန်တော်တို့သူ့အနေနဲ့သူ့လုတ်ပိုင်ခွင့်ရှိတဲ့ box ထဲမှာသူရောက်အောင်လုတ်ပြတယ်ဗျအဲ့ဒါလေးမိုက်တယ်အဲ့တော့မရီနိုကဒီနေ့ကျွန်တော်ဒါပရီးမီးယားလိ ဈေးကတော့ကျွန်တော်ခေါ်ယူမှုမှာတော်တော်လေးအဆင်ပြေတဲ့ကစားသမားတစ်ယောက်လို့ကျွန်တော်ကသတ်မှတ်ခြင်းတယ်တပတ်ကဒါ EM Mechanic အသင်းမှာဒါကဒီလက်ရှိဟိုလူစည်းရဲမှာအားရတာကို ပြောပါဆိုရင်တော့ န်စီဆိုကိုပဲကျွန်တော်အားရတယ်ပြောရမှာပဲဒါကျွန်တော်လီယမ်ဒလပ်ရှိမယ်အန်စီဆိုရှိမယ်ဒါအခုလက်ရှိမှာဒါသူကရိုင်ဟတ်စ်ကိုတိုက်ဆက်မူထားတာလေဒါကျွန်တော်ဝီလျံဘောလီယမ်ဒလပ်ကိုသူဘာလို့ပွဲမထုတ်ထားလဲကျွန်တော်တော့မသိဘူးပေါ့နော်အဲ့တော့ဘလူမျိုးတွေနဲ့ဘလူချီနေဘလူလောက်ထားလဲကျွန်တော်လည်းမသိဘူးဒါပေမဲ့ကျွန်တော်အခုလက်ရှိမှာလီယမ်ဒလပ်ပဲတိုက်ဆက်ထွက်လာမယ်လို့မြင်နေဒါကျွန်တော်အန်စီဆိုလီတဲ့ကောင်းတယ်မစိုးလို့ပြောလို့ရရတယ်မှာပါအစ်ဆွစ်ကဒါကျွန်တော်တို့ချက်စီကိုရှိပတ်မှာဒုက္ခပေးသွားခဲ့ပြီမြင်ဒီတစ်ပတ်မှာတော့ကျွန်တော်အနေနဲ့မီကာအာဒီဒါအသင်းကိုသူတို့ဒုက္ခပေးနိုင်လောက်မယ်လို့ကျွန်တော်မတင်ဘူးမီကာအာဒီဒါလေးနဲ့လက်ရှိမှာဒါချန်ပီယံလိဂ်ပုံစံကောင်းကိုပဲဒီနေ့မှာဒါကျွန်တော်ဆက်လက်ပြီးဆွ ဆောင်သွားမယ်လို့မြင်နေအောက်ကသိနေတူတယ်ကျွန်တော်အပေါ်ကသိနေဟိုအောက်ကသိနေကိုဒါလုံးဝအမှတ်ကတ်ခွင့်ပြီးမှမဟုတ်ဘူးနဲ့အမှတ်ပြန်ခွာသွားဘူးတဲ့အာဒိတာစူးစမ်းသွားမယ်လို့မြင်ဒါပေမဲ့အာဒိတာရဲ့လက်ရှိမှာဒီနေ့မှာအကွက်ဆန်းနေကိုဆက်လက်ပြီးမြင်သွားရမလားကျွန်တော်လည်းမြင်မိတယ်လို့ပြောရင်လည်းပဲကျွန်တော်ကိုတော့ကုန်ပြပါအောင်ဗျအဲ့တော့အာဒိတာဒီနေ့ပေါ်စံမှာဘာလို့လို့လာမလဲဒါခုနကပေါ်တူဘယ် အသင်းကထွက်သွားတော့မယ်ကစားသမားဖြစ်တဲ့တီယာနီလို့ပါလို့လည်းဆက်လက်ပြီးတုံးသွားအောင်မလားဒါကတစ်ချက်တော့စောင့်ကြည့်ရမယ့်ပုံစံတပွဲလို့ပြောရင်းနဲ့ပဲကျွန်တော်တော့အကုန်ပြပါအောင်ဘလုံးမွေးတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ db4 ဤတို့မှာအကျဉ်းလို့ဆိုတော့ပေါင်းကူညီလို့ရပါတယ်မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့ပြအောက်က comment နေတယ်မလေး youth sport media 3.0နဲ့ db4 ဤတို့လင်းလေးတွေကိုထည့်ပေးထားခြင်းပြုဆောင်မှာဆိုကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါဗျမြန်မာပြည်ကလစ်ဖို့မမေ့ကြပါနဲ့ပြမြန်မြန်ကလစ်မှာမြန်မြန်နိုင်ငံဖြစ်ပါတယ်အားလုံးမကြူတူပါနဲ့ကောင်းမွန်သောနေ့နေ့ဖြစ်ပါစုမုံ ောင်တောင်းပြီးနေပဲကျွန်တော်တို့နောက်မှ AACC တွေ့ကြတာပေါ့အားလုံးမကြုံတမရဲ့မြတ်ကလစ်ပြကြောက်ဗျမြတ်ကလစ်မြန်မာဖြစ်ပါတယ်အားလုံးမကြုံတမရဲ့တီးပါဗျ